်စုမြို့ကိုရခိုင်စစ်ကောင်စီဘုံကြီးကျောက်ဦးထိန်လင်းရောက်ရှိလာပြီးခဲ့တဲ့နောက်မှာစစ်ကောင်စီနဲ့အရခတ်တပ်တော်တို့နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဒေတာခန်သတင်းရင်းမြစ်တွေကပြောပါတယ်။ရခိုင်စစ်ကောင်စီဘုံကြီးကျောက်ဖြစ်တဲ့ဦးထိန်လင်းဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့မှာကျောက်ဖြူမြို့နယ်အတွင်းကတရုတ်စီမံကိန်းအခြေအနေတွေကိုလေးလာဖို့တွားရောက်တာရှိခဲ့တယ်လို့စစ်ကောင်စီပိုင်းသတင်းဌာနတွေကသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာပဲယာယီအဖြစ်ရက်ဖို့ထုတ်ပြန်ပြောဆိုထားတဲ့အရခတ်တပ်တော်ကိုစစ်ကောင်စီတပ်တွေဟာ ြီးရည်လေးနဲ့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဒီလိုနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်လာတာဖြစ်တယ်လို့လည်းအာရခတပ်တော်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါရယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကတော့ကျောက်ကူမြို့အခြေဆိုင်အမှတ်32ရဲတပ်ရင်းအနီးနဲ့တိပောက်တောင်ရှိဒညဝုဒီရဲတပ်ဌာနချုပ်အနီးကအာရခတပ်တော်ထိတ်ချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေခဲ့ရတာဖြစ်တယ်လို့လဲဒေသတည်င်းရင်းမြစ်ကပြောပါတယ်။ ဒါပြင်စစ်ကောင်စီဟာအပြစ်ရက်ကြေညာချက်မထုတ်ပြန်ခင်ရက်တွေမှာလဲကြောက်ဖြူမျိုးအနီးဝန်းကျင်ကိုလက်နက်ကြီး drop ပေါင်းလေကြောင်းနဲ့စစ်တင်ပေါ်တွေစီကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကိုနေ့တိုင်းလှုပ်ဆောင်ခဲ့တာတွေရှိခဲ့တယ်လို့လဲအာရခတ်တပ်တော်ကပြောဆိုထားပါတယ်အေဗေလာနှစ်ရက်နှစ်ကထောက်ပြန်တဲ့စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစေရေထောက်ပြန်ချက်အပိုက်လေးမှာတိုင်းလာလက်နက်ကိုင်အဖွဲ့တွေဆက်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့အများပြည်သူအုံပြုသွားလာတာကိုနှောက်ယှက်တိုက်ခိုက်တာမဟုတ်ဘဲ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေဌာနချုပ်တွေကိုမတိုက်ခိုက်ဖို့ငင်းချမ်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်တာပြင်းစင်စုဖွဲ့တာနေမြေချိတ်ထွင်တာတွေကိုမလုပ်ဖို့ကိုစစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပေမဲ့လက်ရှိအချိန်မှာစစ်ကောင်စီဟာသူထုတ်ပြန်ထားခဲ့တဲ့ထုတ်ပြန်ချက်ကိုသူကိုယ်တိုင်လိုက်နာနိုင်ခြင်းမရှိဘဲထုတ်ပြန်ချက်ကိုချိုးဖောက်ပြီးတော့နေမြေရလုံစိတ်နဲ့ထုတ်စစ်စင်တိုက်ခိုက်တာတွေကို အပြစ်ရက်ကာလအတွင်းမှာပြင်းထန်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့အပြစ်ရက်ကြောင်းကြေညာတဲ့နေ့ဧပြီလ၂ရက်နေ့မှာပဲစစ်ကောင်စီဟာရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းကတပြုတ်တောင်ကျေးရွာပြားတဲကျေးရွာပြင်းရှေကျေးရွာနီးပတ်ဝန်းကျင်တွေကိုလက်နက်ကြီး drone တွေနဲ့အဓိကပစ်ခတ်တိုက်ခိုက်ခဲ့တာရှိခဲ့တယ်လို့စစ်ကောင်စီရဲ့တပ်ပေါတောင်ရေတပ်စခန်းနီးဒိုးတန်းတောင်အမှတ်32ရဲတပ်ရင်မြေပြင်စစ်ကြောင်းတွေကအဓိကတိုက်ခိုက်ခဲ့တာတွေကိုလှုပ်ဆောင်ခဲ့ပြီးဧပြီလ၂ရက်တရက်ထဲမှာပဲစစ်ကောင်စီဟာ ကြောက်ဖြူမြို့နယ်အတွင်းကို drop bomb ရေအတွက်60ကျော်နဲ့တိုက်ခိုက်ကလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်မှု60ကျိန်ထပ်မင်းဲကိုလုံဆောင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီလိုပဲဧပြီလ3ရက်4ရက်5ရက်နေ့တွေမှာလည်းစစ်ကောင်စီကတစ်ပေါက်တောင်ရေတပ်စခန်းဒိုးတန်းတောင်အမှတ်32ရေတပ်ရင်းတွေနဲ့မြေပြင်စစ်ကြောင်းတွေအပြင်စစ်တင်ပေါ်ရက်တိုက်လေရင်တွေကိုပါအသုံးပြုပြီးတော့ကြောက်ဖြူမြို့နယ်အတွင်းကကြက်တဲဒပြုတ်တောင်ပြားတဲပြင်ရှိလက်ခမောကလပါဟင်ခပ်ပြင်ကျွရပတ်ဝန်းကျင်တွေကိုလက်နက်ကြီး drop bomb တွေအပြင်ကြက်တိုက်လေရင် စစ်တမောကြီးတွေကလည်း drop on အကြိမ်အရေအတွက်60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုအကြိမ်အရေ90ကျော်ထပ်မနေပြစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။အဲဒီလိုစစ်ကောင်စီကနေ့တိုင်းတံပြန်ထိုးစစ်တွေဆင်နွှဲနေတာရှိနေပေမဲ့အရခတ်တော်အနေနဲ့တဖက်သက်အပြစ်ရဲကြောင်းကိုထုတ်ပြန်ကြေညာပြီးနောက်မှာစစ်ကောင်စီရဲ့ကြီးရည်လေတိုက်ခိုက်မှုတွေကိုပြန်လည်ခုခံတိုက်ခိုက်တာတွေမလောက်ဆောင်တော့ပဲအရခတ်တော်အနေနဲ့မိမိတို့ရဲ့တပ်ဖွဲ့ဝင်တွေတံရရအသက်ဆွတ်လွတ်ခဲ့ရတဲ့အနေအထားရှိတဲ့အထိ ထောက်ပြန်ချက်ကိုမချိုးဖောက်ပဲတိကျစွာလိုက်နာဆောင်ရွက်ပြီးနေထိုင်ခဲ့တာတွေကိုအသက်နိုင်ဆုံးလောက်ဆောင်ထားတယ်လို့လည်းအရခတတ်တော်ကထောက်ပြန်ပြောဆိုထားပါတယ်။